ဒုတိယကမ္ဘာစစ်ဖြစ်ပြီးတဲ့နောက်ပိုင်းလန်ဒန်မှာဆိုရင်တိုက်အမြင့်ကြီးဝင်စောက်ခဲ့ကြပါရင်ဒါကစီးတက်တာနဲ့ရွေးချယ်မှုတစ်ခုပါဒါပေမဲ့အချိန်လေးကြာလာတာနဲ့အမျှတိုက်တွေကဟောင်းနှွမ်းလာပြီးတော့ရာစုသမားဝေပုံအောင်ကကြီးထွားလာတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါရင်ပြန်လဲတိဆောက်ရေးသမားဝေကအဲ့ဒီတိုက်တွေကိုဖြိုဖျက်ဖို့အတွက်တင်ပိုက်လာကြပါရင်ဒါပေမဲ့လက်ရှိနေထိုင်သူတွေကိုဖယ်ရှားရတာကမလွယ်ကူတဲ့အတွက်တိုက်အများအပြားကအခုထိရှိနေဆဲပဲဖြစ်ပါရင် စရနတီဟောက်လို့ခေါ်တဲ့တိုက်တလုံးကတော့ထိတ်ဆုံးအထက်ကကြံနေသေးတဲ့နေထိုင်သူတွေကိုဖယ်ရှားနိုင်တာနဲ့ဖြိုဖျက်ရတော့မှာပါဒီလိုနဲ့တ냐မှာတော့ဆယ်ကျော်တက်လေးနှစ်ပါလူဆိုးနေရောက်စီကနေထွက်ပြေးဖို့အတွက်အ мян ဆုံးပြေးလွှားနေခဲ့ပါတယ် သူကဆရနတိဟောက်ထဲကိုဝင်ရောက်တွားခဲ့ပေမဲ့ဓာတ်လီကာကအလုံးမလုံးတဲ့အတွက်သူဟာလီကာကနေတစင်အပေါဆုံးထပ်ကိုအမြန်ဆုံးပြေးတဲ့တွားခဲ့ပါရင်သူတခါဝေးကိုထုပြီးအကူညီတောင်းခံပေမဲ့လူဝေကသူ့ကိုလစ်လူရှူကြပါရင်တခါဝေးပိတ်ထားသလားဆိုတာကိုပါတေချာပြန်စစ်ကြပါရင်နောက်ဆုံးမှာတော့လူဆိုးဝေကသူ့ကိုမိသွားခဲ့ပြီးဖမ်းချုပ်ကရဲ့အဆက်ရိုက်နေကြပါရင်အတန်နေကြတဲ့အခါမှာတော့ဘက်ကီကတခါပေါက်ကနေချောင်းကြီးကဘာဝီဖြစ်နေတယ်လဲဆိုတာကိုသိလျက်ရပါရင် ူမကရဲကိုဖုန်းခေါ်ဖို့ကြိုးစားပေမဲ့ဖုန်းလိုင်းပေါ်မှာစောင့်ခိုင်းထားပါရင်ကုညီဖို့အတွက်ဆရာထက်တန်နေခဲ့တဲ့ဘက်ကီဟာအပြင်ကိုထွက်ပြီးလူဆိုးကြီးကိုတားဖို့ကြိုးစားပါရင်ဒါပေမဲ့လူဆိုးကြီးကသူမကိုအလွယ်တကူအနားယူပြီးတော့သူမကိုပါရိုင်းနေပြပါရင် သူမလဲကျသွားတာနဲ့လူဆိုးတွေကအကူအညီဆက်တောင်းနေတဲ့နစ်ကိုဆွဲခေါ်သွားကြပါလိမ့်။နောက်တနေ့မှာတော့နစ်တည်ဆုံနေတာကိုတွေ့ရတဲ့အတွက်ရဲဝေဟာစုံစမ်းစစ်ဆေးဖို့အဆောက်အုံကိုရောက်လာကြပါပြီ။ဘက်ကီကဘာမှမမြင်လိုက်ဘူးလို့ပြောပြီးတော့သူမရဲ့ဒဏ်ရာဝေကဓမြတိုက်ခံရလို့ပါလို့ရှင်းပြပါရီ။ဒါပေမဲ့စုံထောက်ဒက်လင်ကတော့သူမကိုစင်းကြံမှာရှေးဦးသူနာပြုတ်ဝေတွေ့ခဲ့တာကိုသိပြီးတော့အဲ့ဒီလူဆိုးတွေကပဲတိုက်ခိုက်ခဲ့တာလို့ကောက်ချက်ချလိုက်ပါရီ။ဒါပေမဲ့သူမကတော့သူရဲ့မျက်နှာဝေကိုမမြင်လိုက်ဘူးလို့ပြောပါရီ။အဆောက်အုံအထဲကဘဒူးကမှတိုက်ခိုက်တဲ့လူတွေကို ဖော်ထုတ်ဖို့အတွက်တင်းအချက်လက်မပေးလို့ Devlin မှာဒရာထွက်နေခဲ့ပါပြီးတက်တီခံဖို့အတွက်ဆနရှိတဲ့လူဝိုင်းကိုအကာအကွယ်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့ Becky ကတော့တိတ်ဆိတ်နေဆဲပဲဖြစ်ပါပြီးဒီလိုနဲ့၃လအကြာမှာပဲကာတစ်ဖာအင်ဒီနာရှင်းနေစီကနေအကာအကွယ်ပေးခဝေကိုတိမ်သက်တိမ်စင်လိုက်လံကောက်ခံနေခဲ့ပါပြီးမကြခင်နှုံထားဝေတက်တော့မယ်ဆိုတော့ကြာတော့ Becky ကသူ့ကိုဆဲဆိုချိန်မလဲပါပြီးနဗီကတော့ကာတစ်သူ့ကိုချိန်ချောက်တာအခွင့်မပြုဘဲသူ့စနီ ဖေဗီယန်ကိုကာကွယ်ဖို့အတွက်ပဲပိုက်ဆံပေးပါရီဒေတာခန့်အယောင်ကိုစလဲဝေဖြစ်တဲ့ကယ်ရီနဲ့မက်ကသူတို့ရဲ့အကူအညီကိုကန့်လန့်ပေးမဲ့ကာတစ်ကတော့သူတို့ရဲ့ secret ကိုယူပြီးလစ်လူရှုလိုက်ပါရီသူရဲ့တိုက်ခန်းအထဲမှာတယောက်တည်းရှိနေခဲ့တဲ့ပေါ်ကအရက်ပလင်းနဲ့ဝဝင်းနေဖို့ကြိုးစားပေးမဲ့နောက်ဆုံးမှာတော့သူရဲ့ဇွဲလမ်းမှုဟာအနိုင်ရသွားခဲ့ပြီးသူတောက်လိုက်ပါရီအဲ့ဒီကဘက်ကီအပြင်ကိုထွက်ခဲ့ပြီးသူရဲ့ကလေးတွေကိုတယောက်တည်းထားခဲ့ကပါတီသွားတတ်တဲ့ initiation ဂျဲနီနဲ့ တိုက်မိသွားခဲ့ပါရင်ဂျဲနီကဘက်ကီသူမကိုဆရာကြီးလာလို့နေတယ်ဆိုတော့ကိုတိလိုက်ပြီးတော့သူမကိုအော်ဟစ်လိုက်ပါရင်နောက်တနေ့မနေ့မှာပဲအဆောက်အအုံအထင်းမှာအင်တာနက်လိုင်းပြတ်သွားခဲ့ပြီးဘက်ဒူးကမှစာဖို့လို့မရတော့ပါဘူးဘက်ကီကတော့ပါတီကနေပြန်လာကတညတာအတူအိတ်ခဲ့တဲ့သူမရဲ့လှုပ်ဖို့ကန်ဖက်ပြီးမှနိုးထလာခဲ့ပါရင်သူတို့မနေ့စာသူစားပြီးတော့သူတို့ရဲ့ဆက်ဆံရေးဘာဖြစ်လာမလဲဆိုတော့ကိုဆွေးနွေးနေကြတော့ရုပ်တဲအဲ့ဒီလူရဲ့ခေါင်အပြစ်ခံလဲရလို့သူ့ရဲ့ခန္ဓာကိုယ်ကဂျမ်းပြေပေါ်လဲကျသွားခဲ့ပြီးဘက်ကီကလည်းကြောက်လန့်ကြောင်အော်ဟစ်လိုက်ပါလိအနီအနာကအဆောင်တစ်ခုမ မှဆိုတော့စနိုက်ပါဟာနောက်တစ်ကြိမ်ပြစ်ဖို့အတွက်ပြင်ဆင်နေခဲ့ပါပြီတခြားတော့တိုက်ခန်းတစ်ခုမှဆိုရင်ကယ်ရယ်နဲ့သူ့ရဲ့သားဒန်နီယယ်ကသူ့ရဲ့ခင်မွန်းကလည်းအပြစ်ခံရတာကိုမြင်ပြီးတော့တုံ့လုံနေခဲ့ပါပြီစနိုက်ပါဟာထိတ်ဆုံးအထက်ကတိုက်ခန်းအားလုံးရဲ့ပဒင်းပေါက်တွေကိုဆက်ပစ်နေခဲ့ပြီးတော့နေထိုင်သူအများပြားတိတ်ဆုံးသွားတယ်လို့တချို့ကတော့ဒဏ်ရာဝေရသွားကြပါပြီတချို့ဆိုရင်အချိန်မီပုန်းနိုင်ကြပါပြီမကြခင်ထိတ်လန့်နေကြတဲ့အသက်ရှင်ကျန်ရစ်သူတွေဟာဇင်းကြံမှာဆူယုံလာကြပေမဲ့ဒရက်ဖုန်းတွေက အလုံးမလုံးပဲရဲကိုခေါ်လို့မရတော့ပါဘူးကဲဝဲကတော့သူတို့အနေနဲ့ထွက်သွားတင်တယ်လို့ထင်ပေမဲ့ဒက်လီကားကလည်းအလုံးမလုံးတယ်လို့ဒန်နီယယ်ကလည်းအဆောင်အပြင်ထွက်မယ်ဆိုရင်တော့စနိုက်ပါအတွက်ပြည့်ရတာကပို့ပြီးလွဲကူတွားလိုက်မယ်လို့ထောက်ပြပါရင်ကဲဝီဟာဒန်အရနေတဲ့ map ကိုခေါ်ပြီးအကူအညီတောင်းဖို့ထွက်လာပါရင်ဒါပေမဲ့ကဲဝဲကတော့သူတို့ဖက်ကကာတစ်စီကနေပဲတုံးကမကောက်ွက်မပြီးခဲ့တဲ့အတွက်အကူအညီနဲ့မထိုက်တန်ဘူးလို့ပြန်ပြောလိုက်ပါရင် ိုင်အိုလက်ဟာရှေးဦးတူနာပြုစုနေတည်ထားတဲ့အတွက်ဒိန်ယာစေးကျော်ဖို့အရက်နဲ့အဝတ်စားတို့တောင်းခံခဲ့ပါသည်။အဲ့ဒီနောက်ဂျဲနီဟာသူ့ကလေးနှစ်ယောက်လုံးတိတ်ဆုံးသွားတဲ့အတွက်မြေအီဝီနဲ့သူ့ရဲ့တိုက်ခန်းကနေထွက်လာခဲ့ပါသည်။ဒိန်ယာရထားတဲ့အမျိုးသမီးတယောက်ကလည်းထွက်လာခဲ့ပြီးတော့ဘိုင်အိုလက်ကမက်ကိုကုတပြီးတာနဲ့သူမစီကိုအမြန်ဆုံးသွားပါသည်။ဒါပေမဲ့ဒိန်ယာကိုကြည့်ဖို့တော့မလောက်ရသေးခင်မှာအမျိုးသမီးတိတ်ဆုံးသွားခဲ့ပါသည်။သူမရဲ့ခင်မွန်ကြက်ကလည်းဒဏ်ရာရပြီးတော့အထဲကနေအကူကြီးတောင်းနေတဲ့အတွက်ဘက်ကီနဲ့ပေါ်ကသူ့စီကိုရောက်အောင်ဂျမ်းမြေပေါ်ကနေတွားထွား ဝင်ရပါတယ်သူတို့ကသူ့ကိုစင်ကြံဖက်ခေါ်တွားခဲ့ပြီးချက်ကသူ့စနီတည်ဆုံသွားတာကိုတိလဲရပြီးတဲ့နောက်စိတ်ထိခိုက်ကပြိုလဲသွားခဲ့ပါတယ်အဲ့ဒီနောက်သူတို့ကကတက်ပြောင်းနေတာကိုသတိထားမိပြီးတော့ဘက်ကင်နဲ့ပေါ်ဟာသူ့စီကိုတွားရောက်ကြည့်ကြပါတယ်သူမအော်ပြီးသူ့ရဲ့တကားကိုထုပေမဲ့သူပြန်မထူးတဲ့အတွက်သူမတကားကိုဖြတ်ကန်ဖွင့်လိုက်ပါတယ်သူတို့တိုက်ခန်းကိုရှာဖွေကြတော့ဘက်ကီကကာတစ်ကိုအိယာထဲမှာတွေ့လိုက်ရပါတယ်ဒါပေမဲ့သူမသူ့ကိုထိလိုက်တဲ့အခါမှာကာတစ်ကသူ့ကိုတိုက်ခိုက်နေတယ်လို့ထင်သွားခဲ့ပါတယ် ူဘက်ကီကိုပြီပေါ်ကောက်ဝေးဖက်တွန်းလိုက်ပြီးတော့သူမရဲ့ဓာတ်ကိုထုတ်လိုက်တဲ့အတွက်ဘက်ကီဟာသူ့ကိုစနိုက်ပါနဲ့တိတ်ဆုံးနေခဲ့တဲ့နေထိုင်တူတဲ့အကြောင်းပြောပြလိုက်ပါရင်းကာတစ်ကသူမကိုမယုံမဲနဲ့တက်တီပြဖို့အတွက်သူ့ကိုကလကဖွင့်ခိုင်းဖို့ဂျိုးစားပေမဲ့သူမကအပြစ်ခံရမှာကိုကြောက်နေခဲ့ပါရင်းပေါ်ဟာကာတစ်ကိုအမိုက်ပုံးနဲ့ရိုက်ပြီးတော့ဘက်ကီကသူ့ရဲ့လက်ကနေလွတ်မြောက်သွားခဲ့ပါရင်းကာတစ်ကလကကိုဖွင့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ခေါင်းဟာတနက်တောင်ချက်ချင်းပြက်စီးသွားတာနဲ့သူတို့နေအောင်နေရအောင်နောက်မှာပုံးလိုက်ကြပါရင်း အဟုတ်အစားအစ်တွေဝတ်ပြီးရနောက်ကာတေကစင်းကြံထဲမှာရှိတဲ့တခြားလူတွေနဲ့ပူးပေါင်းလိုက်ပါရင်အဖွဲဟာအခြေအနေတွေကိုဆွေးနွေးကြပြီးတော့အစားအုံစောက်တဲ့လူလုံနေတာများလားလို့တွေးလိုက်ပါရင်ဒါပေမဲ့ရဲဝေကသူ့ကိုအလွဲတကူတန်တရားဝင်နိုင်တယ်လို့သူတို့ထင်ကြပါရင်ဒါအပြင်ဒါဟာရန်ကားတဲ့ယူတုတူတယောက်ရဲ့လက်ချက်လည်းမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့တနတ်ကစီးကြည့်တဲ့စစ်တုံးပစ္စည်းတွေဖြစ်ပြီးတော့လေစာမှန်ပြောင်းလဲတတ်ဆင်ထားပါရင်နေရည်ဒီမှာအီမိုတီကွန်တွေပါတဲ့လက်လုပ်ပိုစတာတွေရှိပြီးတော့ အင်တာနက်ကိုလည်းတမင်ဖြတ်တောက်ထားတာဖြစ်နေတဲ့အတွက်ဒါကစနစ်တကျစီစဉ်ထားတဲ့လူတစ်ယောက်ရဲ့လက်ရှက်ဖြစ်နေပါရင်ဘက်ကီကမိဘလွတ်လန်းကိုစစ်ဆေးကြည့်ပေမဲ့အရန်ကိုအန်ဒီရဲ့များနေခဲ့ပါရင်နဗီကရောရဲဝေတနတ်တန်ကိုတတိထားမိလာတဲ့အထိဒါမှမဟုတ်စနိုက်ပါထွက်သွားတဲ့အထိစောင့်တင်တယ်လို့ထင်ပါရင်ဒါပေမဲ့ map ကနာကျင်မှုတန်းကိုပြပြင်းထန်ခန်းစားနေရပြီးဆရာဝန်လိုအပ်နေတဲ့အတွက်ဘက်ကီဟာသူ့ကိုအောက်ထပ်စီစင်းဖို့အတွက်နီလန်းရှာနိုင်မယ်ဆိုရင်နောက်ဖေးတကားကနေမမြင်အောင်ထွက်ပြေးလို့ရတယ်လို့ထောက်ပြပါရင် ကာတစ်ဟာသူ့ရဲ့တိုက်ခန်းကိုပြန်သွားခဲ့ပြီးစောင့်ရှင်ခဲ့ပေမဲ့နဝီဟာသူ့ကိုကာကွယ်ဖို့အတွက်ပိုက်ဆံပေးထားတာကိုပြန်လည်တတိပေးပြီးသူ့ကိုတားလိုက်ပါရင်ကာတစ်ကသူ့ကိုလစ်လို့ရှူဖို့အတွက်ကြိုးစားတဲ့အခါမှာနဝီကလက်သီးနှစ်ချက်လောက်နဲ့ပဲသူ့ကိုလဲကြောင်လှုပ်လိုက်ပြီးသူကစစ်သားဟောင်းတယောက်ဖြစ်တဲ့အကြောင်းဖော်ထုတ်လိုက်ပါရင်ဘက်ကီကအခွင့်အရေးယူပြီးတော့ကာတိတ်ကိုခြေတော်နဲ့ပေါင်ချံကိုကန်လိုက်ကသူထိန်ချုံနိုင်တော့မှမဟုတ်တော့ဘူးလို့ကြေညာလိုက်ပါရင်အဖွဲကတက်လီကတကားကိုဖွင့်ဖို့အတွက်စူးစမ်းကြပြီးတော့ဒန်နီယယ်ဟာသူ့အဖေရဲ့ကြိယာဝေးကိုယူလာပါရင် ကြက်ကကြိယာဝေကိုအတုံးပြုပြီးတခါဝေကိုဖွင့်နိုင်ခဲ့ပေမဲ့ချက်ချင်းပဲတနတ်ထိမှန်ကတည်ဆုံသွားခဲ့ပါရီအလုံးပုံဖို့အတွက်ပြေးလွှားကြတော့ဘက်ကီကသူမရဲ့မန်ကိုအတုံးပြုပြီးစနိုက်ပါဟာထောင်ချဆင်ထားတာကိုတွေ့ရှိလိုက်ရပါရီကာတစ်ကတနတ်ကိုဖေရှားပြီးနောက်သူနဲ့ဘက်ကီချက်ပြရုပ်အလောင်းကိုသူ့စနီးရှိရာတိုက်ခန်းစီတည်သွားကြပါရီ အဲ့ဒီနောက်ဘက်ကီပေါ်နဲ့ကာတက်တို့ကတက်လီကားပိုင်ခေါင်းတဲ့ကလီကားကိုဆင်းသွားကြပါလိမ့်နောက်ဆုံးမှာတော့သူတို့ဟာအောက်ဆုံးထမ်းမှရှိတဲ့တကားဝေးစီကိုရောက်သွားကြပြီးခရီးယာနဲ့ဖွင့်လိုက်ကြပါလိမ့်ဒီနေရာမှာရှိတဲ့နေရာတွေကလည်းပိုစတာဝေးရှိနေခဲ့ပါလိမ့်သူတို့အနေနဲ့နောက်ဖေးတကားကိုဖွင့်ဖို့စူးစမ်းပြီးမဲ့မဖွင့်မဲနဲ့ကာတက်ကခရီးယာဝေးနဲ့ဘောင်ကနေဝက်ဝေးကိုဖြုတ်လိုက်ပါလိမ့်ပေါ်ကတကားကိုဖြုတ်လိုက်တော့သူတို့တော့ရောက်ထွက်ပေါက်ကိုကွန်တိန်နာအကြီးကြီးတစ်ခုပိတ်ဆို့ထားတာတွေ့လိုက်ရပြီးစိတ်ပြတ်သွားကြပါလိမ့်အဲ့ဒါဟာအရန်ကိုလေးလံလွတ်တဲ့အတွက်သူတို့အနေနဲ့သွန်းလို့မရနိုင်ပါဘူး သူတို့တို့ရောအပေါ်ဆုံးထက်ကိုပဲပြန်တက်ရမယ်ရွေးချယ်စရာမရှိတော့ပါဘူး။ဒီအတော်တွင်မက်ကရော့ဈေးဝယ်ဆက်ပြီးတောက်ပေမဲ့ကယ်ရီယာတတိပေးချက်ကိုလစ်လူရှုကပြင်းထန်တဲ့နာကျင်မှုတန်ကိုခံစားနေရပါရီ။အဖွဲ့ကတခြားသောအကြံဉာဏ်တွေကိုဆွေးနွေးကြပြီးဘက်ကီဟာတရရောက်အမိုးပေါ်ကိုတက်တင်တယ်လို့ထင်ပါရီ။အဲ့ဒီကနေတိုက်အနောက်ဖက်ကိုအဝတ်စားဝေးအတုံးပြုပြီးတော့ဈေးနိုင်လိမ့်မယ်လို့တူမကယူဆပါရီ။ဘိုင်အိုလက်ကအဝတ်စားဝေးဟာအရှိမမီနိုင်ဘူးလို့ပြောပြီးတော့မီတာပိုက်တွေကိုကျိုးတုပ်ပြီးဈေးနာကပိုကောင်းမယ်လို့အကြံပေးပါရီ။ ဘယ်သူလုံးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ငင်းခုံမှုတွေဖြစ်လာကြပါရင်ဒါအရန်ကိုအန်ဒီရဲ့များတဲ့အတွက်ဘယ်လိုဖြစ်နေမလဲဆိုတာကိုသူတို့ထပ်ပြီးတွေးလိုက်မိကြပါရင်အီမိုတီကွန်တွေပါတယ်ဆိုရဲကိုကြည့်လိုက်ပြီးတော့သူတို့ကမြောက်သုံးကောင်ပုံစံမကောင်းတာကိုမမြင်ရမကောင်းတာကိုမကြားရမကောင်းတာကိုမပြောရဆိုတဲ့သဘောတရားကိုကိုစားပြုတ်နေတာအသတိထားမိသွားခဲ့ပါရင်သူမအစ်ကိုရောရဲဝေကိုပါမကူညီခဲ့တဲ့အတွက်လက်စားရှိခံရတာလို့နားလေသွားခဲ့ပါရင် သူမရဲ့ကံကြမ္မာကိုလက်ခံလိုက်ပြီးတော့ဂျဲနီကသူ့ကလေးတွေနဲ့ပြန်ပေါင်းရှင်တယ်လို့ကြင်ညာကသူ့ရဲ့တိုက်ခန်းတွေကိုဝင်သွားခဲ့ပြီးတော့ချက်ချင်းပဲတနတ်ထီမှန်တိတ်ဆုံးသွားခဲ့ပါလိမ့်လူဝိုင်းဝမ်းနဲ့နေကြပေမဲ့ကာတစ်ကတော့ဂျဲနီသူ့ရဲ့စူညံတဲ့ကလေးတွေကိုဘယ်လိုမျိုးကင်တွယ်တလဲဆိုတာသူတို့အလုံးကဝေဖန်ခဲ့ကြတဲ့အတွက်သူတို့ကိုဟန်ဆောင်သူ၏လို့ခေါ်ဆိုလိုက်ပါလိမ့်ဒီလိုနဲ့ညနေရောက်တော့ကယ်ရီကမီးဝေအလုံးပိတ်ပြီးခိုးထွက်တဲ့လို့ပြောပါရင်ဒါပေမဲ့တခြားလူကြီးကတော့စနိုက်ပါမှာညမြန်မှန်ပြောင်းရှိနိုင်တယ်လို့ထောက်ပြပါရင် ကာတစ်ကအီမိုတီကွန်တွေဟာနေရာနေမှာရှိနေပေမဲ့ map နဲ့ carry လို့ရတဲ့ခါမှလည်းအထူးတလဲရေးဆွဲထားတဲ့ဝေကိုသတိထားမိသွားခဲ့ပါတယ်။သူတို့နေရာကဘာမှမသိဘူးလို့ငင်းဆိုတော့ကာတစ်ဟာသူတို့ကိုအထဲဝင်ပြီးစကားပြောဖို့အတင်းအကျပ်လုပ်လိုက်ပါတယ်။တခါကိုလော့ချပြီးရနောက်ကာတစ်ကသူတို့ပေါ်စတဲ့အတွက်အိုဟစ်တော်ပါရီနစ်ကိုတတ်ခိတာကသူတို့လိုဆွဆွဲပါရီသူတို့ထပ်ပြီးအပြစ်မရှိဘူးလို့ပြောတော့ကာတစ်ကမက်ပြဒိုင်ယာကိုတူဝန်ခံတဲ့အထိညှက်လိုက်ပါရီမက်နဲ့ကယ်ရီတို့ဟာနစ်ကိုပိုက်ဆံကြွေးအတွက် ရိုက်နေခဲ့တဲ့လူဆိုးတွေဖြစ်တဲ့အကြောင်းပေါ်ပေါက်လာပါတယ်ဒါပေမဲ့သူတို့တတ်ခဲ့တာကမတော်စားပါသူတို့အတန်ကျေလွန်းတဲ့အတွက်ဆင်းကျန်တဲ့ကလူတွေကြားသွားခဲ့ပြီးသူတို့ကိုယ်တိုင်လွတ်မြောက်ဖို့အတွက်လူဆိုးတွေကိုစနိုက်ပါစီလွဲပြောင်းပေးတင်သလားဆိုတာကိုဆွေးနွေးလာကြပါတယ်ကာတစ်ကလည်းသူတို့နေရာတာဝန်ယူတင်တယ်လို့ထင်ပြီးတော့သူတို့ငင်းဆိုတဲ့အခါမှာကာတစ်ကသူတို့ကိုရန်နေတော့ပါတယ်လက်တီအနေငယ်ထိုးပြန်တော့ကာတစ်ကကေဝီကိုပဒင်းပေါင်ရှိမှထားပြီးကလာကာကိုလှုပ်လိုက်တဲ့အခါမှာတော့ကေဝီကချက်ချင်းပဲတနတ်ထိမှန်လဲကြသွားခဲ့ပါရီး ကြံတဲ့အသက်ရှင်ကြရင်သူတွေထိတ်လန့်နေကြတဲ့တကားကိုထူးကြပေမဲ့လည်းမပွင့်ပါဘူးကတဲ့ကအမက်တွားထွားဖို့အတွက်ကြိုးစားနေတာကိုတတိထားမိပြီးတော့သူ့ကိုဆွဲချုပ်ပြီးထိုးကြိတ်ကပဒင်းပေါအနာဖိထားလိုက်တော့မက်ကလည်းအပြစ်ခံလိုက်ရပါလိမ့်အရက်တုံကိုတောက်ပြီးပိုးစားဝီကိုအလောင်းညအပေါ်ပြစ်ချပြီးတော့ကတဲ့ကစင်းချံကိုပြန်သွားကသူ့ဘာလုပ်ခဲ့တယ်လဲဆိုတာကိုပြောပြပါလိမ့် ဘက်ကီကသူ့ကိုဝေဖန်တဲ့အခါမှာသူ့ရဲ့ဆုံးဖြတ်ချက်ကိုကာကွယ်ပြောဆိုပါရီကဲဝဲဟာအလုံးပြီးသွားပြီလို့ထင်ပြီးတော့ဒန်နီယယ်နဲ့အတူထွက်သွားဖို့ကြိုးစားတဲ့အခါမှာဂျန်တဲ့လူကြီးကစနိုက်ပါကပြစ်တာမပြီးသေးဘူးလို့တေချာမသိရသေးတဲ့အတွက်သူမကိုတာပါရီဘက်ကီကတော့သူမကိုအချိုးချောင်းနားလည်အောင်ပြောဖို့ကြိုးစားတဲ့အခါမှာကဲဝီကချီရတဲ့လူတယောက်ဆုံရှုံရတဲ့ခံစားချက်ကိုနားလည်မှာမဟုတ်ဘူး။သူမကတော့သူမနဲ့အပြင်းပြေအိတ်တဲ့လူကိုပဲဆုံရှုံခဲရတာပါလို့ပြောလိုက်တဲ့အတွက် ဘက်ကီသူမကိုရလဲပါရီအဖွဲကမီပင်လွတ်လန်းကိုပိတ်ဆို့ဖို့အတွက်ပြေးသွားပြီးတော့ကယ်ရီကိုအနည်းဆုံးတော့ဒန်နီယယ်ကိုထားခဲ့ဖို့ဆွဲဆောင်ကြပါရီကာတစ်ရဲ့အကြံပေးချက်အတိုင်းကယ်ရီဟာလက်တစ်ဖက်ကိုအရင်ထုတ်ကြည့်လိုက်တော့ဘာမှမဖြစ်ပါဘူးဒါကြောင့်သူမထွက်သွားလိုက်ပါရီတနတ်တန်ဒီမကြားရတဲ့နောက်သူမကလေကားအတိုင်းဆင်းလာပြီးဂျန်တဲ့လူတွေမတားစီနိုင်ခင်ဒန်နီယယ်ကလည်းသူမရဲ့အနောက်ကနေလိုက်လာပါရီသူတို့လေကားအတိုင်းအမြန်ဆုံးဆင်းပြီးတော့နောက်ဖေးတကားကိုရောက်သွားကြပါရီ ဲ့ဒီမှာဆိုရင်ဒန်နီယယ်ကအင်တာကွန်ကိုအသုံးပြုပြီးတော့သူတို့အဆင်ပြေတဲ့အကြောင်းအဖွဲ့ကိုပြောပြပါရင်းဒါပေမဲ့ကဲဝဲအပြင်ဖက်ကိုခြေလန်းအနေငယ်လမ်းလိုက်တာနဲ့စနိုက်ပါဟာသူမကိုတတ်ပြပါရင်းကြက်လက်နေခဲ့တဲ့ဒန်နီယယ်ကတထုပြတစ်ခုကိုဒိုင်းအဖြစ်ယူပြီးတော့ထွက်ပြေးဖို့ကြိုးစားပေမဲ့စနိုက်ပါသူ့ရဲ့လက်ကိုပြစ်လိုက်ပြီးဒိုင်းကိုလွတ်ကြောင်လောက်ကသူ့ကိုပါတတ်ပြပါရင်းအဲ့ဒီနောက်ဘက်ကီကသူမရဲ့အမိုးပေါ်ကအစီအစဉ်ကိုစမ်းကြည့်ရှင်ပါရင်းပေါ်ဟာသူမကိုအုံနောက်ရှိတဲ့တယောက်သေးတော့လူဖြစ်တဲ့အတွက်နေခိုင်းပြီးသူ့ grind လုတ်ပေးမယ်လို့ပြောပါရင်း သူ့ရဲ့ဘဝမှာဘယ်တူမှမရှိဘူးလို့ရှင်းပြတော့သူမကယေရှုတင်တဲ့ကြောင့်သူ့ကိုဖက်လဲပါရင်အဖွဲကမိသားပိုက်တွေကိုရှိဖို့အတွက်စတင်လုံဆောင်ပေးမယ်ပေါ်တုံနေတာကိုတတိထားမိတော့ခဏလောက်ရက်လိုက်ပါရင်သူက24နှစ်အတွင်းဘာမှမတောက်ရသေးတဲ့အတွက်ဒါကသူ့ကိုထိခိုက်စေတယ်လို့ရှင်းပြပါရင်ကာတစ်ကလည်းဝီစကီတို့ရှုပ်ယူလာတော့ပေါ်ကလည်းကောင်းတဲ့အထိတောက်လိုက်ပါရင်အဲ့ဒီတော့ကာတစ်သူ့ကိုအသုံးပြုပြီးအမိုးတစ်ခါကလော့ကိုချိုးပြပါရင် ဗိုင်အိုလက်ဖာတကားကိုဖွင့်လိုက်တာနဲ့တခြားပုံနေခဲ့တဲ့တနတ်ကြောင့်ချက်ချင်းပဲပြစ်တတ်ခံလေရပါရင်သူမနဗီရဲ့ရင်ခွင်အထဲမှာတည်ဆုံသွားခဲ့ပြီးနဗီကလည်းစိတ်တကြကပြိုလဲတော့ရပါရင်ဂျန်တဲ့လူရဲ့အမှုပေါ်ကိုခိုးတက်ပြီးတော့ပိုက်တွေကိုပိုက်နေနေရှိလဲပါရင်ပေါ်ကအစွန်ပေါ်ကနေအမြန်ဆုံးခုံချပြီးအောက်ကိုဆင်းသွားပါရင်အစပိုင်းမှာတော့အဆင်ပြေနေပုံရပေမဲ့မကြခင်စနိုက်ပါကပိုက်ကိုပြစ်ခတ်တော့ပါရင်ကတိတယောက်သူ့ကိုအာယုံပြောင်းဖို့အတွက်ပုံနေရာကနေထွက်လာပြီမဲ့မလုံလောက်ပါဘူးစနိုက်ပါဟာပိုက်ပြက်ပြီးပေါ်ပြုတ်ကျတည်ဆုံးတဲ့အထိဆက်တိုက်ပြစ်နေခဲ့တာပါ ဘက်ကီစိတ်နဲ့ကြသွားခဲ့ပြီးတော့ကာတစ်ကသူမကိုပုံနေအောင်ဖိထားရပါတယ်သူတို့နေရာအထင်းကိုပြန်လဲခိုးဝင်ပြီးတော့ဒရွားထွက်နေခဲ့တဲ့ဘက်ကီကဒီနေရာကိုမီးရှို့ပစ်မယ်လို့ကြင်ရပါတယ်တဲရောက်ကမီးကိုမြင်ပြီးတော့အကူအညီခေါ်လိုက်မယ်လို့သူမကမျှော်လင့်ထားတာပါသူတို့ရဲ့အစီအစဉ်ကနေအသက်ရှင်နိုင်မှာမဟုတ်တဲ့အတွက်ကြံရှိတဲ့နေထိုင်သူ၃ဦးကဝိုင်နဲ့နောက်ဆုံးညစာအတူစားတောက်ဖို့သဘောတူလိုက်ကြပါတယ်ဒီလိုနဲ့မနေ့ရောက်တော့ဘက်ကီနဲ့နဗီတို့ဟာတက်လီကပိုင်ခေါင်းထဲကနေဆင်းလာကြပြီးတော့ကာတစ်ကအခန်းတိုင်းကိုစီဝေလောင်းချပါရီ တို့နေရာအောက်ထပ်ကိုဘေးကင်းရောက်တာနဲ့ကာတိဖာမိုက်ခရိုဝေ့မှာတတ်ထုပစ္စည်းထည့်ပြီးတော့ဖွင့်ပါရင်းမီးဖို့ကိုလည်းဖွင့်ပါရင်းနောက်ဆုံးမှာသတင်းစာတို့ကိုမီးချင်တယ်မီးရှို့ပြီးတော့စီအပေါ်ပစ်ချကမီးစားတင်ချို့ပါရင်းသူစင်းကြံအတန်လျှောက်သွားနေတော့တိုက်ခန်းထဲကမိုက်ခရိုဝေ့ပောက်ကွဲသွားခဲ့ပါပြီဒုတိယအကြိမ်ပိုကြီးတဲ့ပောက်ကွဲမှုဖြစ်ပြီးတော့ဒါကိုပတင်းပောက်ကနေမြင်နေရပါရင်းကာတိဖာလီကအတိုင်းစင်းလာတော့ဝဲဥစလုံးကျွတ်သွားခဲ့ပြီးတော့သူပြုတ်ကျသွားရပါရင်းသူအသက်ရှင်ပေမဲ့ခြေတော်တော့ကျိုးသွားပါရင်း ဘက်ကီနဲ့ကာတစ်တို့ကသူတို့ရဲ့ရှက်အင်ဂျင်နဲ့ကပတ်ကိုအတုံးပြူပြီးဒဏ်ရာရထားတဲ့ခြေတော်ကိုပတ်တီးစီးပေးလိုက်ကြပါရီထိတ်ဆုံးအထက်မှာဆိုတော့မိတောက်တွေကတိုက်ခန်းနေတဲ့ရှောင်းပြန့်နှံ့နေခဲ့ပြီးပုံမိုကြီးမလာကမိခိုးဝေကလည်းထွက်နေပါရီမကြခင်အစားအုံလုတ်တူနဲ့သူ့ရဲ့လက်ထောက်ရောက်လာပြီးမဲ့သူတို့ရဲ့ဖုန်းတွေကလည်းအလုံးမလုံးတော့အကူအညီခေါ်လို့မရပါဘူးသူတို့ကားထဲကနေထွက်ပြီးအလောင်းတွေကိုစစ်ဆေးဖို့ကြည့်နေတော့သူတို့ကလည်းပြစ်ခတ်လိုက်ရပါရီဒါပေမဲ့ဒီတစ်ခါတော့စနိုက်ပါကသူတို့ရဲ့ဘေးမှာရှိနေကြတာပါ ဘက်ကီကအတန်ဒီအလုံးကိုကြားလိုက်ရပြီးနဘီကိုကာတစ်မှာတိုက်ခန်းတစ်ခုစီခေါ်သွားခိုင်းပြီးတော့သူမကဒက်လီကအပေါ်မှာပုံဖို့ရွေးချယ်လဲပါရီအဲ့ဒီနောက်စနိုက်ပါတမကမိခိုဘုံကိုစင်းကြံထဲပြစ်ထည့်ပြီး area ကိုရှာပေးဖို့အထဲစီဝင်လာပါရီသူကတခါနဲ့အတော်အလန်းဝေးသွားတာနဲ့ဘက်ကီဒက်လီကခေါင်းပိုင်းထဲကနေခိုးထွက်ပြီးတော့အဆောက်အုံကနေထွက်ခွာနိုင်ခဲ့ပါရီအဆောက်အုံဆောက်လုပ်သူရဲ့ကားထဲမှာဘက်ကီကတံမိုးပြစ်တဲ့တနတ်တလက်ကိုတွေ့လို့ယူလာခဲ့ပါရီ သူမကအထဲကိုရောက်တာနဲ့စနိုက်ပါကိုပြစ်ဖို့အဲ့ဒီတနက်ကိုတွန်းပါရီသူချက်ချင်းလဲလာပြီးပြန်ပြစ်တဲ့အချိန်မှာဘက်ကီးယားပခုံးကိုတနက်မှန်သွားပါရီနဗီနဲ့ကာတစ်တို့ကဒီအခွင့်အရေးကိုယူပြီးစနိုက်ပါကိုတိုက်ခိုက်တော့သူတနက်လွတ်ကျသွားရပါရီဘက်ကီးကသူ့ကိုတနက်နဲ့ချိန်ထားနေတော့နဗီကသူ့ရဲ့မျက်နှာဖုံးကိုဖယ်လိုက်တော့သူတို့ဟာစုံထောက်ဒက်ပလင်ဖြစ်နေတာကိုတွေ့လျက်ရပါရီဒက်ပလင်ဟာကဘာကြီးကိုတရားများတမှုရအောင်မကူညီခဲ့တဲ့အတွက်သူတို့အလုံးကဒီလိုမျိုးဖြစ်ထိုက်တယ်လို့ပြောပါရီဘက်ကီးနဲ့နဗီတို့ကသူ့ကိုကန်ကြပြီး ငေးဝဲပြီးတော့အပြစ်ကင်းတဲ့ဂျဲနီရဲ့ကလေးဝယ်အကြောင်းကိုပြောကြပါရီကာတစ်ကဘက်ကီကိုစိတ်အေးထားဖို့ပြောပြီးတော့လူတယောက်ရဲ့အသက်ကိုတတ်ပြီးဘယ်တော့မှအရင်လိုဖြစ်တော့မှမဟုတ်ဘူးလို့ပြောပါရီဒက်ဘလင်ကအာယုံပြောင်းသွားတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးနဗီလဲကျသွားတဲ့အထိတေစာနဲ့ထိုးပါရီပြီးတော့အတနအတွက်ဘက်ကီနဲ့လုံထွေးကတိုက်ခိုက်ပါရီသူမကိုယ့်ကိုကောက်ခွဲဖို့ကြိုးစားပေမဲ့သူကအလွယ်တကူအနိုင်ယူသွားခဲ့ပါရီကာတစ်ကလည်းသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဒဏ်ရာရနေတဲ့အတွက်ဒက်ဘလင်မှာသူ့ကိုလည်းအမြန်ပဲလဲကျအောင်လုပ်ပြပါရီ ဒယ်လင်ကဘက်ကီကိုပြစ်ဖို့ပြင်နေတော့သူမဟာတမို့ပြစ်တဲ့နတ်ကိုထုတ်ပြီးသူ့ရဲ့ခေါင်းကိုပြစ်လိုက်တဲ့အတွက်နောက်ဆုံးမှာသူတိတ်ဆုံးသွားရပါလိမ့်အခုစင်တော့အသက်ရှင်ကျန်ရစ်သူ၃ယောက်ဖြစ်တဲ့ဘက်ကီနဗီနဲ့ကာတစ်တို့ဟာမိတက်ကအော်အော်တန်ကိုကြားရင်းနဲ့ပဲအဆောက်အုံကနေနောက်ဆုံးတော့ထွက်ခွာနိုင်ခဲ့ကြပါလိမ့်